Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Winner Team မြန်မာ YouTube Channel ပေါ်လုံးဝဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီနေ့စနေနေ့မှာပေါ့နော်ကျွန်တော်တို့ Channel ရွေးချယ်မှုပေါ်လုံးဝဲရွေးချယ်မှုလေးတွေကိုကျွန်တော်အနေနဲ့အတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမအဆုံးအနေနဲ့ကျွန်တော်တို့အားကစားကလောင်ရှင်ကိုပိုင်ရဲ့ရွေးချယ်မှုလေးကိုပြောပြချင်ပါတယ်ခင်ဗျာဒီမှာတော့ကျွန်တော်တို့ England Premier League ရဲ့ဝဲစဉ်တစ်ခုပါပေါ့နော် Nottingham Forest ဂိုးအောက်ပေးချေထားတာဖြစ်ပါတယ်ခင်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါပွဲစဉ်တစ်ခုဖြစ်ပါတယ်ဆယ်တာဘီကိုဂိုးပေါင်းအပေါ်ကိုရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျနောက်တစ်ဦးကတော့ကျွန်တော်တို့အာကစားကလောင်ရှင်ကိုရွှေမောင်းရွေးထားတဲ့ပွဲစဉ်လေးနှစ်ပွဲရှိပါလိမ့်ခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့အဲစပိန်လာလီဂါပွဲစဉ်တစ်ခုဖြစ်ပါတယ်ဆိုစီဒက်ဘော်ဒီကိုရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့ Italy Serie A ကပွဲစဉ်တစ်ခုဖြစ်တဲ့ Juventus ဂိုးပေါင်းအောက်ကို ရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်တို့အားကစားကလောင်ရှင်ကိုမန်းအောင်ကြီးရရွေးချယ်ထားတဲ့ပွဲစဉ်ကြီးကတော့ဂျာမန်ဘွန်ဒက်လီကာကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Hoffenheim ဘိုးဘော်ကိုရွေးချယ်ထားတာဖြစ်ပါတယ်နောက်တစ်ပွဲတော့ကျွန်တော်တို့ England Premier League က Crystal Palace ဘော်ဒီကိုရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျနောက်တဦးအနေနဲ့ကျွန်တော်တို့အားကစားကလောင်ရှင်တူတာဆိုတာရွေးချယ်ထားတဲ့ပွဲစဉ်လေးကတော့ကျွန်တော်တို့ Italy Serie A က Inter Milan ဘိုးအောက်ကိုရွေးချယ်ထားတာဖြစ်ပါတယ် နောက်ကျွန်တော်တို့အာကစားကလောင်ရှင်တပူဖြစ်တဲ့ကိုထူးရှယ်ကရွေးချယ်ထားတဲ့ဘွဲစဉ်ကတော့စပိန်လာလီဂါဘွဲစဉ်တစ်ခုဖြစ်ပါတယ်ဆယ်တာဘီကိုဘော်ဒီကိုရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျာနောက်ကျွန်တော်တို့အာကစားကလောင်ရှင်ကိုမျိုးတစ်ကနေပြီးတော့ရွေးချယ်ထားတဲ့ဘွဲစဉ်ကတော့အင်္ဂလန်ပရီးမီးယားလိဂ်ဘရိုက်တန်ကိုဘော်ကိုရွေးချယ်ထားပြီးတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါကလီဂါနက်စ်ဘော်ဒီကိုရွေးချယ်ထားတာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါခင်ဗျာဒါတော့ကျွန်တော်တို့စနေနေ့ပွဲစဉ်တွေရဲ့ကျွန်တော်တို့ဂျာနယ်ရွေးချယ်မှု ကဏ္ဍလေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ channel ကိုအားပေးတဲ့ညီကိုတွေအားလုံးကိုကျွန်တော်နေနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားအပေါင်းတို့လည်းအားလုံးဘေးကင်းကြပါဒီလိုကျွန်တော်နေနဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ